်မင်္ဂလာပေါင်းနဲ့ဖြစ်ဆုံနိုင်ကြပါစေကုသေရဲ့ဆွေတော်မျိုးတော်များအလုံးနှိုးကြပါပြီလားကိုတို့ကနှိုးပြီလားဆိုတာအဲ့ရကနှိုးလာတာကိုပဲထင်တာပေါ့တကယ်တမ်းနှိုးပြီလားဆိုတာနှိုးပြီလားဆိုတာအင်္ဂလိပ်လိုပြောရင်သီးပြီလားเนาะ ဆက်ဆက်ပီစီစကားနဲ့ပြောရင်နိုးပြီလားဆိုတာလေပက်ပြီလားလို့မေးတာနောက်တစ်ဖက်ကပြောကြည့်မေးနိုးပြီလားဆိုတာကနိုးနိုးကြာကြာရှိပြီလားတရားဖက်ကပြောရင် ရှင်းသင်ပါပြီလားတဲ့เนาะသတိ ပိစုံပံမှာစက္ကန့်တိုင်းစက္ကန့်တိုင်းရှိနေတဲ့လူဟာရှင်သန်နေတာပဲသူကအရှင်ပဲအသေးမဟုတ်ဘူးပိစုံပံမှာဘာကိုမဲ့လို့မဲ့နေရမှန်းမသိဘာကိုသီးပေးနေရမှန်းမသိစိတ်နောက်ကမျောပြီးပါနေတဲ့လူဟာအသေးပဲသူကသေနေတဲ့လူပဲမျက်လုံးဖွင်းလို့လေရှူနေတာပဲရှိတယ် ဘာသေးနေလဲဉာဏ်ပညာတွေသေနေတယ်သေနေတာကဘာရှင်နေတာလဲဆိုတော့ဉာဏ်ပညာတွေရှင်သန်နေတယ်ဘာလို့ဉာဏ်ပညာတွေရှင်သန်နေလဲဆိုရင်သဘာဝကဘာပြောမလဲပြောစမ်းပြောတာကို အကုန်နားလေနိုင်တယ်ရှင်နေလူကအဲ့ဒါနဲ့ဘုံကြီးတွေကိုဘာခေါ်လဲအရှင်ဘုရားအရှင်ဘုရားလို့မခေါ်ရဘူးလား ရှင်ဘုရားဆိုတာဘာကိုပြောတာလဲစကန်တိုင်းစကန်တိုင်းပိစုံပံမှာတတိနဲ့ရှုမှတ်နေတဲ့အတွက်ရှင်သင်နေတာကိုရိုးတင်တာမျက်လုံးမိတ်မှ ရှုမှတ်လို့ရတယ်လို့မထင်ဘူးလားမျက်လုံးဖွင့်ရင်နဲ့လေရှုမှတ်နေတာပဲဘာကြောင့်ရှုမှတ်ရတာလဲဆိုတော့မိမလောင်ဖို့အတွက်เนาะ မိလောင်နေဆိုတာပါလေကိုကနှလုံးသားထဲမှာဆွေးပြီးတော့မဆုပ်လိုက်ဖို့အတွက်အဲ့ဒါရှိတယ်လေစစ်တမီထိန်ထိန်ပြောင်းမျက်လုံးပေါက်မှလောင်တဲ့မိငိမ့်အောင်ဘလို့တက်မြင်ရင်မြင်တယ်လို့မှန်တဲ့မြင်နေမဲ့တော့ပြည့်ညက်စင်ပရမေရုံဏ်တင်တဲ့ ရုံနဲ့ထင်တော့မိမဆွေအဲ့ဒါနိဗ္ဗာန်ပဲနိဗ္ဗာန်ဤသဘောကိုပြောပါဆိုရင်မိမဆွေရင်နိဗ္ဗာန်မိဆွေရင်သုံးသံကိုကရှင်သန်နေပြီဆိုရင်မျက်လုံးပွင့်နေပြီအဲ့ဒါမျက်လုံးပွင့်နေပြီသူနှိုးနေပြီနှိုးနေတဲ့လူကမျက်လုံးပွင့်နေပြီလေလောကစကားနဲ့ပြောရင်လေနှိုးတဲ့လူကမျက်လုံးပွင့်နေပြီမျက်လုံးပွင့်လို့နှိုးလာတာပေါ့ တရားဖက်ကကြီးပြီးတော့ပြောရင်ညံမြဲလုံးပွင့်လာတဲ့လူဟာရှင်သန်နေပြီဘလို့မျိုးပါလဲညံမြဲလုံးဆိုတာအကြောင်းတရားတွေကိုကိုကတတိနဲ့အကိခတ်နေဖို့တက်တယ်ဘလို့မျိုးတက်ပါလဲအကြောင်းတရားတစ်ခုကဥပမာဘုံဘုံတို့ကြုံဖူးတာနဲ့ပြောကြည့်ရင်ဘုံဘုံကိုကြောင်းကြီးတစ်ကြောင်းမှနေတယ်เจ้าကြီးတเจ้าမှာနေတဲ့ကကိုထက်ဝါကြီးတဲ့ဆရာတော်တပါးက ရှီတောင်းနဲ့ကန်ကြောက်တယ်အဲ့ဒါတော့အဲ့ဒီဘုန်းကြီးကတော့စားလို့နောက်လို့ကန်ကြောက်တာပေါ့မန်နေသူကတော့စားလို့နောက်လို့ကန်ကြောက်တာမန်နေဒါပေမဲ့သတိနဲ့သီးပေးနေတဲ့သူကကြတော့ရိမ့်မိတာပေါ့ဘလို့ရိမ့်မိလဲဒါငါ့ကိုတရားပြတာပဲဘလို့တရားပြလဲဒီเจ้าမှာမနေနဲ့တဲ့ကိုတော့ဒီเจ้าမှာနေတရားမမဲ့ဘူးတဲ့ နော်ကုသိုလ်တွေသိအများကြီးမလုပ်ဘူးတဲ့အဲ့ဒါနဲ့ကိုတော့ရှင်သန်အောင်ကိုတော့နောက်တနေရာကိုပြောင်းပြီးတော့နေလို့သူကနင်းထုံနေတာကန်ချောက်ပြီးတော့နော်အဲ့ဒါသူ့မှာအပြည့်ရှိလားမရှိဘူးကိုမှာကောအပြည့်ရှိလားမရှိဘူးကိုကညံမြဲလုံးပွင်းလို့မြင်တော့တော့ကိုကအသာလေးကိုအထုပ်လေးကိုယူပြီးတော့နောက်တနေရာမှာနေပြီးတော့တရားမက်နေလိုက်ုံပဲပေါ့ ဲ့ဒါဘယ်သူမှအပြည့်ရှိလဲဘယ်သူမှမအပြည့်မရှိဘူးဒါအကြောင်းတရားတစ်ခုကကိုယ့်ကိုလာပြောတာကျေးဇူးတောင်းတင်ရအောင်မယ်နော်ဒီဗီဒီယိုကြီးနေရင်နဲ့အဲ့ဒီအစင်းလေးတွေကလည်းကိုယ့်ကိုသင်ပြတတ်တယ်ဘလို့သင်ပြပါလဲဆိုတော့တီဗီထဲမှာလူတယောက်လမ်းလျှောက်နေရင်နဲ့နော်ပစိုးကြီးဂွန်းလုံးချွတ်ချွတ်ကြတော့တယ် သဘောမှာသူတို့မပါနေတာနော်တီဗီမှာအဲ့ဒါကိုနောက်ကလူတွေကဟာတိုက်ပြီးတော့ရည်တယ်အဲ့ဒါဘာပြောတာလဲအတိတ်တွေကမေးမှတ်နေတဲ့အကြောင်းတရားမမှန်သေးဘူးနော်ဖင်ကြီးတောင်ပေါ်နေပြီနော်သူကပြနေပြီဖင်ပေါ်လို့ပဲအကုန်လုံးရည်ကြတာပေါ့မင်းသယောခံနေရပြီမင်းမှတ်နေတာအစင်မပြေသေးဘူးဆိုတာသူကပေါ်ပြနေတာနော် လောက်ကျေးဇူးတင်ဖို့ကောင်းလဲသဘာဝတရားဆိုတာเนาะစမ်းကြည့်တယ်အများကြီးပဲညံမျက်လုံးနဲ့ဖွင့်ကြည့်ရင်သိနိုင်တယ်ကျေးဇူးတင်နေရတင်စရာတွေကြီးပဲလူတယောက်ရောက်လာတယ်ကိုကလူတယောက်ရောက်လာတယ်လို့မထင်နဲ့ကိုကငါသူတပတ်ယောက်ျားမိမပုဂ္ဂိုလ်သတ္တဝါလို့မထင်နဲ့ကိုရေကိုလုတ်ခေးတယ်အကြောင်းတရားကြောင့်အကျိုးတရားပေးဖို့ရောက်လာတာအဲ့ဒီအကျိုးတရားမှာ ကိုကညံနေသိပေးရမယ်အဲ့ဒါဆိုရင်ပညာပေါ်နိုင်တယ်နော်မဟုတ်ပေအဲ့ဒီအကျိုးတရားမှာပြန်ပြီးအကြောင်းတရားဖြစ်အောင်ဆင်းရင်ပညာမပေါ်နိုင်ဘူးနော်အဲ့ဒါနဲ့ကိုကဘသူပဲလာလာဘသူပဲဗာပြောပြော